နိုမာ9ရက်ကထိုင်းလွတ်တော်မှာည7နာရီကနေမနက်7နာရီမွန်းလွဲ2နာရီကနေညနေ9နာရီအထိအရက်မတောက်ရရောင်းချခြင်းမပြုရဆိုတဲ့ဥပဒေဟောင်းကိုပြန်လည်အသက်သွင်းခဲ့ရမှာနိုင်ငံတော်ဝန်စီးပွားရေးပိုင်းထိခိုက်မှုလူမှုနားလည်လက်ခံကျင့်သုံးနိုင်ရန်ခက်ခဲမှုခေနေတိုင်းရှင်တန်ပုံတွေအရာမဖြစ်နိုင်တာကြောင့်ဝေဖန်ဆန့်ကျင်မှုတွေများပြားတာနဲ့ပတ်သက်ပြီး ထိုင်းကျမ်းမာရေးဝန်ကြီးဌာနကဒီဥပဒေဟာရဲအမှုခင်မဟုတ်တယ်လို့ပညာပေးခြင်းနဲ့ဒလိစရိုက်တွေကိုလေ့လာစတန်ကောက်ယူခြင်းအဆင့်သာဖြစ်တယ်လို့နိုဝင်ဘာလ2ရက်က ထုတ်ပြန်ရှင်းလင်းသွားခဲ့ပါတယ်။ ကန့်သက်ချိန်တွေမှာအရက်ဘီယာတောက်သုံးပါကဘတ်တတောင်းတန်းရိုက်မယ်လို့ဥပဒေပြုထားတဲ့အပေါ်ထိုင်းတိုက်ခံပါတီဖြစ်တဲ့ပြည်သူပါတီကအချိန်တိုအတွင်းလူတွေက ရမကကိုအလောတကြီးတောက်ရမှာဖြစ်တဲ့အတွက်ကျမ်းမာရေးပုံမထိခိုက်မှုသာရှိလာမယ်လို့ကန့်ကွက်ခဲ့သလိုလွန်ခဲ့တဲ့နှစ်တရာဝန်းကျင်ကလူနေမှုပတ်ဝန်းကျင်ကိုကြည့်ပြီးထုတ်ထားတဲ့ဥပဒေဟောင်းကြီးကိုပြန်လည်အသက်သွင်းမှုအတွက်ဝေဖန်မှုတွေမြင့်တက်လာနေပါတယ်။ထိုင်းရမကထိန်းချုပ်ရေးကော်မတီယုံရဲ့ညွှန်ကြားရေးမှူး ဒေါက်တာနီပွန်ချိုင်နှုတ်ဝတ်ကလက်ရှိဥပဒေထုတ်ပြန်မှုဟာအသွင်ကူးပြောင်းဆဲကာလဖြစ်ပြီးဂျားကန်လူတို့ပိုလျှော့ဥပဒေအပိုက်ခွဲတွေလည်းမချမှတ်ရသေးတာကြောင့်တာဝန်ရှိသူတွေအနေနဲ့လည်းဥပဒေအသုံးချမှုကိုအထူးဂရုပြုရမှာဖြစ်သလိုချက်ချင်းဒဏ်ငွေချမှတ်အပြစ်ပေးခြင်းထက်သတိပေးခြင်းပညာပေးခြင်းတွေကိုဥစွာလှုပ်ဆောင်ပေးဖို့အမှားကြားထားပြီးရဲမှုကင်းရေးရမဟုတ်တဲ့အတွက်ရရှိတဲ့ဒဏ်ငွေတွေကိုရဲတပ်ဖွဲ့ကရရှိမှာမဟုတ်ပဲ မိမိတို့ကျန်းမာရေးဝန်ကြီးဌာနကနိုင်ငံတော်ဘဏ္ဍာအဖြစ်ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။လက်ရှိထိုင်းလွတ်တော်ကအတည်ပြုထားတဲ့ဥပဒေဟာတတ်မှတ်ချိန်အတွင်းအရက်ဘီယာမတောက်ရမယောင်းချရလို့ဆိုပေမဲ့ဘားတွေစားတောက်ဆိုင်တွေအပါအဝင်ငွေထည့်သွင်းပြီးအရက်ဘီယာထွက်လာတဲ့စက်တွေအတွက်ဘလို့လှုပ်ဆောင်ရမယ်ဆိုတဲ့ကြားကန်ဥပဒေခွဲတွေပြဋ္ဌာန်းထားခြင်းမရှိသေးတဲ့အတွက်မေးခွန်းထုတ်စရာများလာရတာဖြစ်ပါတယ်။